တော်တော်အဖန်ပြည်သက်များမင်္ဂလာပါဒီစီစဉ်ကတော့ကရင်သမိုင်းကရင်တော်လိုင်းတွေအကြောင်းပြောပြမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်တင်ဆက်မယ့်အကြောင်းအရာကတော့မြဝကျုံပေါ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအပိုင်းနဲ့အကြောင်းဖြစ်ပါတယ်ရန်သူကအကူလန်တရားကိုချိုးထားတာကြောင့်တော်လိုင်းအင်အားတဝက်ကအမိန်သာစုတွေကိုရှာဆောင်နေကြရပြီးဂျန်တဝက်ကသာရန်သူကိုတိုက်ခိုက်ခဲ့ရတဲ့အကြောင်းကိုတင်ဆက်ပြီးခဲ့ပါပြီတော်လိုင်းတက်တွေကအောင်ပါလီကောကိုရောက်လာကြတဲ့အခါရန်သူတွေကသူတို့ကိုလေရင်နဲ့စတင်တိုက်ခတ်ရမှာကားတချို့ထိမှန်ပျက်စီးသွားခဲ့ပါတယ်။လေရင်ရန်ကြောင့်အနေဘက်မှာခီးမသွားနိုင်ဖြစ်လာပြီး နေဘက်မှာရန်သူတွေကတိုက်ခိုက်လေစီကညဘက်မှာမွန်းအေးလုံးလာတာကြောင့်ချက်ပြုတ်စားတော့ရမှာအခက်အခဲဖြစ်နေကြကစစ်သားတွေကလည်းရဲပေါင်းများစွာရေမချိုးရမနာရပဲမိမန်းနွမ်းနယ်လေးရှိတယ်လို့ဖူစကောလည်းတော်ကပြောပါတယ်ဂျိုးပင်ကောက်ရောက်တဲ့အခါရန်သူရဲ့ပြင်းထန်တဲ့ကုခတ်မှုကိုရင်ဆိုင်ခဲ့ရပြီးရန်သူ BTF တပ်ဖွဲ့ဗိုလ်မင်းလွင်နဲ့ဗိုလ်ချစ်ဦးစီးတဲ့တပ်ခွဲနှခွဲကိုတိုက်ထုတ်ပြစ်နိုင်ခဲ့ပေမဲ့လည်းဝဟင်ဘော်ကလေရင်တွေကတော့သူတို့တင်ဆောင်ထားတဲ့လက်နက်ခဲယမ်းမော်တော်ယာဉ်ကားကိုပြစ်ခတ်ပုတ်ကျလို့ မော်တော်ယာဉ်ထိမှန်ပျက်စီးခဲ့ရပါတယ်အဆိုပါတိုက်ပွဲမှာရန်သူရဲ့ကြီးကြပ်မှုတွေဖြစ်ကြတဲ့စံယူစိတ်မြကြော်ထင်စာရာတွေကိုရိုင်းစစ်တမ်းစစ်မြေပြင်ကိုရောက်ရှိလာကြပြီးတိုက်ပွဲကိုဦးစီးခဲ့ကြပါတယ်အဲဒီလိုနဲ့တိုက်ပွဲပြင်းထန်ပြီးရန်သူမှအလျှော့ပေးစုံမဲ့အလုံးမှာပင်လယ်ရေကြောင်းကနေဆေးလို့တဲ့မြဝကျွန်းပေါ်ကရန်သူစစ်ကူတပ်ဖွဲ့ရောက်ရှိလာပြီးအဆိုပါစစ်ကူတပ်ဖွဲ့ဟာရန်ကုန်ကနေတဆင်တာယာဝတီကိုရောက်လာကြပြီးနောက်ဆုံးတိုက်ပွဲဖြစ်ပေါ်တဲ့ကျွပင်ကောက်ကိုရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်စစ်ကူကြောင့်ကရင်တပ်ဖွဲ့တွေဟာ တကွဲတပြားဖြစ်ကုန်ကြကတချို့မှာဘကိုးရိုးမဘက်ကိုစုတ်ခွာထွက်ပြေးကြပြီးအစိဘက်ကကူးသွားကြပါတယ်။1949ဖေဖော်ဝါရီ17ရက်နေ့မှာတော့တရင်မုံမြမောင်၊ဒူရင်မုံထုံမောင်၊တရင်ထောက်ပံ့ရင်မုံဘိုဂျိုတခြားစစ်ဘိုလ်တချို့နဲ့အတူစစ်တပ်တချို့ရဲ့ အိတောင်ပဲမိသားစုစုပေါင်းနေရာကျော်ကိုရန်သူကဝိုင်းမင်းပြီးဖမ်းဆီးခံလိုက်ခဲ့ရတယ်လို့ပူစကောလန်တိုကပြောပါတယ်။သူတို့အားလုံးကိုရန်သူကရန်ကုန်မြို့ကိုပို့လိုက်ပြီးအဆိုပါစစ်ကြောင်းဟာလန်တရှောက်လုံးလက်နက်ကြီးကြီးတွေကိုအသုံးမပြုဘဲရန်ကုန်ကိုတိုက်ခိုက်သိမ်းပတ်ရန်အတွက်ခြံထားခြင်းဖြစ်ပါတယ်။အဆိုပါလက်နက်ကြီးကြီးတွေနဲ့တကွတနက်ကောင်အားလုံးကိုရန်သူကပြန်လည်တိုက်ပတ်ရရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီတစ်ပတ်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုဒီမှာပဲရနာပြစေခင်ဗျာဒီအစီအစဉ်ကို အပတ်စဉ်ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပြီးတော့နောက်အပတ်တွေမှာလည်းဘလို့အကြောင်းအရာတွေကိုတင်ဆက်သွားမှာလဲဆိုတာဆောင်းမြုံကြည့်ရှုကြပါဦးနော်။ Don't know of an ပရိသတ်များဘီဂင်ချမ်းမှာကြာပါစေကြောင်းဆုတောင်းလိုက်ရပါတယ်။